ကဲကျွန်တော်တို့ဒုတိယအပိုင်းလေးဆက်ရအောင်ပါဆိုတော့ဒီတစ်ခေါက်ကဘာကိုပြောမှလဲဆိုတော့ကျွန်တော်ရန်ကုန်ကနာမည်ကြီးဈေးကဘာဝင်းကိုသိတယ်မလားအေးအဲ့ဒီထဲမှာရှိနေတဲ့ကျွန်တော်ခုပြထားတဲ့မှန်ချက်ဆက်ယူမှာပေါ့နော်ပါဝါဘလူတွေလက်ပတ်နေတယ်လဲဆိုတဲ့အကြောင်းပြောပြပါမယ်ခုခေတ်ကလည်းသိတဲ့အတိုင်းပဲပေါ့နော်အိမ်သုံးလောက်ပဲရင်းရင်းနှီးနှီးတွေ့ပူကြတာဆိုတော့ဒီလိုမျိုးဆက်ယူအကြီးစားတွေမှာရန်ကြတဲ့ပုံစံတွေကမြင်ရဖို့ခက်ခဲပါတယ် ဆိုတော့ဗီဒီယိုကနေလူချင်းမင်းပါရမလဲဆိုရင်ကျွန်တော်နီးပညာမင်းနဲ့ high tech တွေအကြောင်းဗဟုသုတရရမယ်။စက်ရုပ်လုပ်ငန်းရှင်တွေအလက်စာအသေးစားတွေဆိုရင်လုပ်ငန်းအတွက် solution တစ်ခုတေချာပေါက်ရပါလိမ့်မယ်။ Okay စရအောင်ပါဒီစက်ရုံကဘာလုပ်တာလဲဆိုတော့မှန်နေရအစင်းစင်းထုတ်လုပ်ပါတယ်ဆိုတော့လက်ရှိမှာနာမည်ကြီးနေတဲ့မကွဲမှန်တမ်ဘာဂလက်စ်တီထုတ်လုပ်တဲ့စက်ရုံကြီးပါဒီစက်ရုံကြီးကတနာရီကို300ကီလိုဝက်ကနေ600ကီလိုဝက်အထိမီယာသုံးတယ်ဆိုတော့ तू ကခဏပဲသုံးတာမဟုတ်ဘူးเนาะရုံမစင်းမချင်းကိုတောက်လျှောက်ကိုသုံးနေတာ ဟို10နာရီကျွန်တော်တို့တနေ့မှာအလုပ်လုပ်တွေပဲထားပါဦးဆိုတော့တနေ့ကိုသူ့ရဲ့သုံးတဲ့မီးအားက3000ကီလိုဝက်ကနေ4000ကီလိုဝက်အထိသုံးနေတာပါဆိုတော့ကြောက်စရာကြီးဆိုတော့ဒီဟာတွေအကုန်လုံးကိုကျွန်တော်တို့အခုမြင်နေရတဲ့ system ကြီးတစ်ခုလုံးကနေရတယ်ဆိုတော့စိတ်ဝင်စားဖို့ကောင်းပါတယ်အဲ့တော့ဆက်ပြောပြ heavy load ကိုနိုင်တဲ့စက်တွေသုံးမှလဲပတ်နိုင်မယ့်အခြေအနေဆိုတာကျွန်တော်မြင်တာနဲ့သဘောပေါက်ပါတယ်ဆိုတော့ဒီလိုမျိုး process တွေကို run ဖို့တာဝန်ပေးထားခံရတဲ့ AMR motor ကြီးတွေလည်းကျွန်တော်တို့အဲ့ဒီထဲမှာရှိပါတယ် ဆိုဒီစက်ယုံကြီးတစ်ခုလုံးကိုတော့ power ac ရဲ့ dc ကပဲ bess လို့ခေါ်တဲ့ system နဲ့ run နေတာဆို solar capacity က950 kW inverter ကိုတော့ power ac ရဲ့ low frequency hybrid 900 kW inverter ကြီးနှစ်လုံးကိုတက်ပေးထားပါတယ်ဆိုစုစုပေါင်းက 1000ကီလိုဝက်အထိရှိတယ်ပေါ့နော်မြင်အောင်ပြောရမယ်ဆိုရင်တော့ဗျာဒီကောင်ကြီးတွေဘလောက်ပဲအင်အားကြီးကြီးပါဝါကြီးကြီးပေါ့နော်အမျိုးသားတွေကိုထိန်းသိမ်းဖို့ကျွန်တော်တို့ဒီမှာအင်ရှင်မဆိုတာလိုအပ်တယ်လို့မျိုးပဲပေါ့နော်ဆိုတော့ဒီဘက်ထရီပိုင်းကလည်းမပါမဖြစ်ပါရပါတယ်ဆိုတော့ဒီမှာတက်ထားတဲ့ဘက်ထရီတွေက power ac ရဲ့ cni 215ကီလိုဝက်ကိုသူက80တက်ထားတာဆိုတော့1920ကီလိုဝက်အဝါအထိသုံးစွဲနိုင်မှာဖြစ်ပါတယ်ဆိုစက်ယုံရဲ့လုံအားနဲ့ power storage system ကပေးနိုင်တဲ့အားဒီတော့ဆိုရင်တော့သဘောပေါက်လိမ့်မယ်လို့ကျွန်တော်ထင်ပါတယ်ဆက်သွားရအောင်ပါ ဆိုတော့အရင်ကဒီစက်ရုံမှာလည်းပြဿနာလေးတွေရှိခဲ့ဘူးပါတယ်ဆိုတော့အဲ့ဒါကဘာလဲဆိုတော့ဒီစက်ရုံလုပ်ငန်းကြီးတစ်ခုလဲပတ်ဖို့ပေါ့နော်လုံလောက်တဲ့လျှက်စစ်တပ်အားမရှိခဲ့ပါဘူးဆိုတော့မရှိတော့မိဆက်တွေနဲ့ခြားတယ်ခြားတော့အဲ့တော့စီဘိုးကရှော့ခနဲရှော့ခနဲကုန်ခဲ့ပါတယ်ကုန်ကြစည်းရိတ်ကလည်းကျွန်တော်ပြပြမယ်ကြောက်စရာကြီးဘေးထွက်ဆိုးကျိုးကတော့ပြင်ဆင်စည်းရိတ်တွေဒီပတ်ဝန်းကျင်ရဲ့စုညံနဲ့အတန်ထွက်လို့ဘာဖြစ်တယ်ညာဖြစ်တယ်ပေါ့နော်အဲ့ဒါတွေလည်းထားပါတော့ဗျဆက်မပြောတော့ပါဘူးနော်ဆိုတော့အဲ့ဒါတွေလည်းရှိခဲ့ပါတယ်ကျွန်တော်လည်းအခုမှသိတာကဒီစက်ရုံကတနေ့ကို unit ပေါင်း၄000အထိတုံး ဆိုစက်ယုံသုံးနဲ့တွက်ကြည့်မယ်ဆိုကျွန်တော်တို့ကတယူနစ်ကိုမြန်မာငွေ900ကျပ်ပေးရတယ်ပေါ့နော်ဆိုကိုယ့်အကူတွက်ကြည့်လိုက်အဲ့တော့900နဲ့4000နဲ့မြှောက်ရင် တနေ့ကိုမီအားဘိုးတင်ပဲ30ရအမြဲတမ်းထွက်နေတယ်10ရက်ဆိုရင်300တလားဆိုရင်3600ရကုန်ဒါတော့မီးမှန်ပါနော်ဓာအားချုံရင်လို့မီးစက်ပါမောင်းရမယ်ဆိုရင်တော့အစီဘိုးဘာဘိုးနဲ့ကုန်ကျစရိတ်ကတကယ်ကိုကြောက်စရာကောင်းပါလေ မီးစက်ဖိုးနဲ့တွက်မယ်ဆိုရင်လည်းသူကတယူနစ်ကို1200လောက်ဆိုတော့ကိုယ့်အကူကက်ကူလေတာထဲမှာတွက်တာကြည့်လိုက်ပါဆိုတော့တစ်နေ့ကို48သိန်း10ရက်ဆိုရင်380 ဆိုတော့ဒီလိုမျိုးညာနဲ့ချီတဲ့တလားတလားမီးယာကုတ်ကြက်စီးရဲ့ငွေတွေကနေကျွန်တော်အခုပြထားတဲ့ system ကိုတက်ဆင်ပြီးတဲ့နောက်မှာ solar တွေနဲ့ကျွန်တော်တို့ဓာတ်ရိုက်သုံးလို့ရလာပါပြီပြီးတော့ portion နဲ့ဓာတ်အားကိုလည်း battery တွေမှာ storage လုပ်ပြီးတော့လိုရင်လည်းယူသုံးလို့ရလာခဲ့ပါတယ်ဆိုတော့ EPC ကနေလည်းကျွန်တော်တို့မီးယူစရာမလိုတော့ဘူးမီးဆက်လည်းမမောင်းရတော့ဘူးအဲ့တော့နာကြီးလည်းတတ်တာတယ်ပဝန်းကျင်ကိုလည်းဒုက္ခမပေးတော့ဘူးလေတူးလည်းတန်ရှင်းပါတယ် ဆိုတော့ဘာလို့အခုမြင်နေရတဲ့အင်ဗာတာကြီးတွေတုံးသေးလဲဆိုရင်တော့အဖြေကတော့ရှင်းပါတယ်ဆိုတော့စိတ်ယုံမှတုံးတဲ့ heavy load motor ကြီးတွေကိုနိုင်မို့ဆိုရင်တော့လက်ရှိဈေးကွက်မှာရှိနေတဲ့ inverter အသေးလေးတွေအများကြီးကျွန်တော်တို့တက်လို့မရပါဘူး နော်ဆိုတော့အသေးလေးအများကြီးတက်မယ်ဆိုရင်ကုံမဲ့ကုံကြစည်းကတက်တာနိုင်လားဆိုရင်တော့တက်တာနိုင်ပါတယ်ဒါပေမဲ့အဲ့လျောက်ကြီးတဲ့လုတ်တွေတော့နိုင်မှာမဟုတ်ပါဘူးဆိုတော့အဲ့ကျတော့ကျွန်တော်တို့ကဘာဖြစ်မလဲဆိုတော့နှစ်ခါကုံဖြစ်နိုင်ပါတယ်ကိုယ့်ရဲ့စက်ယုံလုပ်ငန်းက speech လဲကြဲကြဲဝုံဝုံရှိတယ်နေ့စဉ်သုံးဖို့မီဆက်ကိုလည်းမသုံးကျင်တော့ဘူးဆိုရင်တော့ power ac ရဲ့ dc cable system ကိုရွေးချယ်တင်ပါတယ်လူတိုင်းသိကျင်နေကြတဲ့ငါတို့အရင်ဘယ်တော့ကြည်မလဲဆိုတဲ့မိကုံ၃နှစ်ပဲဆိုတော့၃နှစ်ထဲနဲ့ဒီမှာ invest လုပ်ထားတဲ့ငွေအကုန်ကြည်ပါတယ် ့ဒီမှာတက်ဆင်ထားတဲ့ပစ္စည်းတိုင်းမှာ Power AC ရဲ့ logo ပါဝင်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဖြစ်ပေါ်သမျှကိစ္စရပ်တိုင်းကိုတာဝန်ယူမှုအပြည့်နဲ့အာမခံချက်အပြည့်နဲ့လှုပ်ဆောင်ပေးပါလိမ့်မယ်။ဆိုတော့ဘသူကမှတော့သူတို့ဒစိကြီးတက်ပြီးတော့ဗောနော်နာမည်ပြတ်ခံမှာတော့မဟုတ်ဘူးလीနော်။ ဒါကတော့ဘက်ထရီတွေအားလုံးကိုစုပေါင်းထားတဲ့ကွန်ပိုင်နာဘောက်စ်လို့ခေါ်ပါတယ်။ဟိုသူစီမှာလည်း test screen ပါတာဖြစ်တဲ့ကြောင့်မို့လို့ကိုသိချင်တဲ့ information ကိုဓာတ်ရိုက်ကြည့်ရှုလဲစစ်ဆေးနိုင်တယ်။ charging အဝင်သုံးနေတဲ့ load ဒီ battery percentage ပေါ့နော်။ပြီးတော့ SOC, voltage, current ဆဲတစ်ခုချင်းရဲ့ temperature, ဆဲတစ်ခုချင်းရဲ့ voltage အကုန်လုံးကြည့်လို့ရပါတယ်။ဆိုတော့ inverter မှာလည်း infotainment screen ပါတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ solar ကနေမီးဝင်ဘလောက်ရှိတယ်၊ battery ကိုအားဘလောက်ဝင်နေတယ်၊စက်ရုံမှာဘလောက်သုံးစွဲနေတယ်လဲဆိုတာကအစဓာတ်ရိုက်ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ ောက်ပြီးတော့ solar ရဲ့ ampere watt ဒီ battery တွေရဲ့ voltage ampere soc percentage ကအစအသေးစိတ်ကြည့်ရှုနိုင်ပါတယ်လူချင်းမျိုးကိုမြင်နေရတဲ့ box တွေကိုတော့ကျွန်တော်တို့ solar combiner box လို့ခေါ်ပါတယ်မြင်နေရတဲ့အတိုင်းပဲတက်စင်ထားတဲ့ပုံစံကအစလုံးဝတက်ရက်ပြီးတော့ professional ဆန်ပါတယ်တော့ဒီ battery တွေအားလုံးကိုစူပေါင်းထားတဲ့ combiner box မှာလည်း real time record မှတ်တမ်းတွေအပြင်ဟိုမှာသူက history record ကိုပါ track လုပ်ပေးနေတာဖြစ်တဲ့အတွက်ကြောင့်မို့လို့အသေးစိတ်ဗာပြည့်ချက်ရှိတယ်ဘယ် for တွေအရင်ကဖြစ်ခဲ့တယ်လဲဆိုတာကအစကျွန်တော်တို့ မြင်တွေ့နိုင်မှာဖြစ်ပါတယ်။ Solar installation ဘိုင်းကလည်းကျွန်တော်ဘကူ site တုံးမှာပြောခဲ့တဲ့လိုမျိုးပဲပေါ့နော် power h ကနေပဲအကုန်လုံးတောင်းဝန်ယူပေးပြီးတော့ဒီမှာလှုပ်ဆောင်ပေးထားတာကိုတွေ့ရတာဖြစ်ပါတယ်။နောက်ပြီးတော့တန်ရှင်းရေးနဲ့နောက်ပိုင်း maintenance ဘိုင်းအတွက်ပေါ့နော်လူသွားလျှောက်လန်းလေးထည့်ပေးထားတာမျိုးရေပိုက်လိုင်းတွေတခါတည်းထည့်သွင်းပေးထားတာမျိုးပြီးတော့လူတွေတက်ပြီးတော့နင်းမယ်ဆိုရင်လည်းဘာမှမဖြစ်တဲ့ panel box တွေလည်းတက်ဆင်ပေးထားတာကိုကျွန်တော်တို့မြင်တွေ့ရမှာဖြစ်ပါတယ်။ဆိုတော့အဆုံးသတ်အနေနဲ့ပြောချင်တာကကျွန်တော်ရှေ့ဗီဒီယိုမကြည့်ရသေးဘူးဆိုရင်တော့အရင်သွားကြည့်လိုက်ပါဦး။ကျွန်တော်အဲ့ဒီမှာလည်းပညာတစ်ခု အတွေ့တစ်ခု knowledge တစ်ခု ရနိုင်ပါတယ်ကျွန်တော်အရှိမပြောခဲ့တော့ AC cup ပဲကျွန်တော်အခုပြောနေတာတော့ DC cup ပဲတက်စင်တဲ့ပုံစံချင်းတော့မတူဘူးပေါ့နော် AC နဲ့ DC ကတော့ကွဲပါတယ်ဆိုတော့ power edge က local company လည်းဖြစ်တယ်သူတို့စီမှာ in house deal လည်းရှိပြီးသားဖြစ်တဲ့အတွက်ကြောင့်မလို့တစ်ခုခုဖြစ်တာနဲ့တခြားသူတွေကိုလှမ်းပြီးတော့ချိတ်ပြီးတော့သွားပြင်ခိုင်းတာမျိုးပြဿနာဖြစ်ရှင်းခိုင်းတာမျိုးမဟုတ်ပါဘူးကိုပိုင်ကျွမ်းကျင်နည်းပညာရှင်တွေနဲ့ runner ဖြစ်တဲ့အတွက်ကြောင့်မလို့ user အနေနဲ့ကျွန်တော်တို့တက်နေရတဲ့မှာအချိန်ကုန်တက်တာပါတယ်နောက်ပြီးတော့ zone အတင်းထိုးရောက်တာမျိုးဆိုရင်ကျွန်တော်လည်းမကြိုက်ပါဘူးကျွန်တော်ဗီဒီယိုကြည့်နေတဲ့သူလည်း ဒါတွေကိုကြိုက်မှာမဟုတ်ပါဘူးသူတို့ကတော့အရင်ဆုံးကျွန်တော်တို့ဖြစ်နေတဲ့ပြဿနာကိုလိုက်ရှာတယ်ပြီးတော့မှအပြည့်ထုတ်တယ်လုံသိမ့်လှုပ်ထိုက်တာကိုပဲလုံဆောင်ပေးတာပါဆိုတော့ရောင်းနာကနောက်ကျွန်တော်တို့လိုမျိုး user ဖြစ်နေတဲ့ပြဿနာကိုသူတို့ကဖြေရှင်းပေးတာအရင်ပေါ့နော်သူတို့သွားတဲ့ပုံစံတော့အဲ့ဒီလိုမျိုးပါဆိုတော့ဒီလောက်ဆိုရင်တော့ပတ်တူးလေးလက်တော်တော်လေးနောကြည့်လောက်ပြီးလို့ကျွန်တော်ထင်ပါတယ် summary video ကြမှာထပ်ပြီးတော့တွေ့ပါအောင်မယ်ကျေးဇူးပါ